ားလုံးပဲမြင်လာပါ Forever Gonna Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေ။ ျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာကစားသွားတယ်ချန်ပီယံလိပွဲစဉ်၄ဒါစလာဗီးယားပရက်စ်နဲ့အာဆင်နယ်တို့အသင်းပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပေါ့လေဒီပွဲစဉ်မှာအာဆင်နယ်သင်းကဒါအေရှီစလာဗီးယားပရက်စ်ကို Z3 ဆိုတဲ့ရလက်နဲ့အဝေးကွင်းမှာအနိုင်ရရှိခဲ့ပြီးတော့ဒါချန်ပီယံလိပွဲစဉ်၄ကိုလည်းအာဆင်နယ်တို့ဒါကလင်းရှိနဲ့ထပ်မံအနိုင်ရရှိခဲ့ပြန်ပြီပေါ့လေဒါကျွန်တော်အာဆင်နယ်သင်းနဲ့ပတ်သက်ပြီးတော့ဒါဒီကနေ့ပွဲစဉ်အကြောင်းလေးဒါကျွန်တော်အမြင်လေးတွေနည်းနည်းတော့ဆွေးနွေးသုံးသပ်သွားခြင်းနဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အာဆင်နယ်အသင်းရဲ့ဒါ ချန်ပီယံလိပြိုင်ပွဲတလျှောက်မှာဒါကျွန်တော်တို့ဒုတိယတမိုင်းဝင်ခဲ့တယ်ပေါ့လေဒါဒုတိယမြောက်အင်္ဂလန်ဘောလုံးသင်းဖြစ်ခဲ့တဲ့အကြောင်းလေးရယ်ဒါပြောရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါအသက်ငယ်ဆုံးကစားသမားအကြောင်းလေးရယ်ကိုကျွန်တော်ဒီနေရာမှာနည်းနည်းလောက်ဆွေးနွေးသုံးသပ်သွားချင်ပါတယ် ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်ခြင်း ਨੇ ဒါဒီနေ့ပွဲစဉ်မှာကျွန်တော်တို့အာဆင်နယ်ကဒါကျွန်တော်အမြင်ပေါ့လေကျွန်တော်တဦးတယောက်အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်စွန်စားမှုတချို့ကိုပြုလုပ်ခဲ့ပြီးတော့ဒါ MKR data အနေနဲ့ဒါကျွန်တော်ဟိုဘယ်လိုပြောမလဲပြိသက်တော်တော်များမထင်တဲ့အချက်တွေကိုဒါလုတ်သွားတဲ့အများဆုံးဟိုဘယ်လိုပွဲတစ်ပွဲလို့ကျွန်တော်နေမြင်မိတယ်ပေါ့လေအဲ့တော့ ဘာတွေလောက်သွားတာလဲဘာတွေစွန့်စားသွားတာလဲဆိုတော့မိ KR data ကဒါဒီနေ့ပွဲစဉ်မှာတကယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သက်တည်းရဲ့အထင်ကဒါ သူတကယ်အားကိုးရတဲ့ကစားသမားတချို့ကစားသမားတွေဒါထည့်သွင်းသုံးပြမယ်လို့ကျွန်တော်အနေနဲ့မထင်တာပါတယ်။ဒါပြီးသွားပြီဆိုလို့ရှိရင်ဒါတိုက်စစ်မှာတော့တိုက်စစ်နဲ့တောင်းပန်ကစားသမားတွေရတော့ဒါကျွန်တော်တို့ဒါတိတ်ပြီးတော့ထရီထူးထူးမေးခွန်းထုတ်နေစရာမလိုဘူး။မီခင်မယ်ရီနိုဒါတလန်ဒိုထရိုဇက်ဘူကာယိုဆာကာဒီကစားသမားတွေပဲပွဲထွက်လာမယ်ဆိုကျွန်တော်တို့ကောင်းကောင်းသိတယ်။ဒါကွင်းလယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါမေးခွန်းထုတ်ချင်စရာကဒက်ကလန်ရိုက်စ်ပေါ့လေ။ဘာကြောင့်ဒက်ကလန်ရိုက်စ်လဲ။ ဒက်ကန်ရိုက်စ်မဟုတ်ဘဲတခြားရွေးချယ်စရာတွေရှိမနေဘူးလားဆိုတော့ဒါကျွန်တော်တို့အနေနဲ့မီကေအာဒီတာကိုမေကွန်ထုတ်ချင်တာမီကေအာဒီတာရဲ့စွန်သားမှုကတကယ်ကိုဘယ်လိုပြောရမလဲကျွန်တော်တို့ပြိသက်တွေအနေနဲ့တော်တော်လေးဒါဟိုမြခုံးလှုပ်တဲ့အနေအထားတစ်ခုပေါ့လေနော်ကျွန်တော်ကပွဲကိုကြည့်နေတယ်ကျွန်တော်ညီကိုတွေဆိုသိပါလိမ့်မယ် Declan Rice ကဟိုဘယ်လိုပြောမလဲတချို့ movement နေမှာ form ဖြစ်သွားနိုင်တဲ့ movement နေရှိတယ်ဒါပေမဲ့ ဟိုဘယ်လိုပြောမလဲဒီနေ့ပွဲမှာဒိုင်ရပဲကျွန်တော်တို့ကိုနည်းနည်းလေးမျက်နှာသာပေးနေလို့လားဘာလားပေါ့လीเนาะအဲ့လိုမျိုးလေးလေးဖြစ်ကောင်းဖြစ်နိုင်တာပေါ့ဒါပေမဲ့ထားပါကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သက်တွေတည်ထားတာပဲတော့ကမှဒိုင်ရကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဘယ်တော့မှ favor ပေးလို့မရှိဘူးဆိုတာကျွန်တော်တို့ကတည်ထားပြီးသားအဲ့အတွက်ကျွန်တော်တို့ကကြောက်တယ်ဗျ Declan Rice ကအဝကနှစ်ကတ်ထိထားပြီးသားဒီနေ့ပွဲစဉ်မှာ Zubimendi ပါဝင်လာခြင်းမရှိဘူးဒါက ဘာမှပြဿနာရှိမနေဘူးဟုတ်တယ်နော်ဒါဘာမှပြဿနာရှိမနေဘူး तू မရှိရင် question တော့ကဝင်ကစားလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီလိုအသေးမျိုးနဲ့ဒါကျွန်တော်အာဆင်နယ်အသင်းရဲ့အနေထားတစ်ခုကအရင်ကွာဟာနေတယ်မကွာဟာဘူးဆိုတာတည်းအတိုင်းတာတစ်ခုလောက်ထိတော့ကွာဟာမှုရှိတယ်ဆိုတော့ကျွန်တော်လက်ခံရလိမ့်မယ်ဒါဒီနေ့ပွဲစဉ်မှာဒါပွဲမစခင်အချိန်မှာ ကျွန်တော်တို့ဒါပြုလုပ်ခဲ့တဲ့ဒါနီးပြအင်တာဗျူးတွေမှာဆိုလို့ရှိရင်ဒါ Slavia Press ရဲ့နီးပြကအာဆင်နယ်တင်းကိုသူတို့တတ်နိုင်တဲ့လောက်အကောင်းဆုံးဒုက္ခပေးသွားမယ်သူတို့နိုင်ပွဲတွေဆက်နေတာဒါကျွန်တော်တို့နဲ့မတွေ့သေးလို့ပါဆိုတော့ဒါဟိုဘယ်လိုပြောမလဲအထာမျိုးတွေနဲ့သူကပြောင်းလို့နောက်တလုံးနဲ့ဒါပြောခဲ့တာဒါသူတို့အေးပေါ်လေကျွန်တော်အာဆင်နယ်တင်းတွားကစားရတာလေသူတို့ရဲ့အိမ်ကွင်းဖြစ်နေတာလေပါတာပေါ့ဒါသူတို့အနေနဲ့ယုံကြည်မှုရှိတဲ့နဲ့ဒါမှန်တယ် အာဆင်နယ်အသင်းကို Slavia Press အနေနဲ့အကောင်းဆုံးဒုက္ခပေးနိုင်တဲ့ movement တွေရှိသလို Slavia Press အနေနဲ့ကလည်းအာဆင်နယ်အသင်းကိုဒါအကောင်းဆုံးဂိုးပေါက်ချိန်ချောင်းမှုတွေပြုလုပ်တဲ့အထီးကိုဒါရှိခဲ့တယ်ဒါပေမဲ့ဒါကျွန်တော်တို့အနောက်တန်းရဲ့ချစ်လက်မှုကသူတို့တွေကို shot target မပေးတဲ့အထီးကိုဒါအာဆင်နယ်အသင်းကလည်းတမ်းမှပြခဲ့ပြီးတော့အာဆင်နယ်အသင်းကဒီနေ့ပွဲစဉ်မှာ shot target 18ချိန်ထပ်မနေဒါရခဲ့တယ်ဒါ72ချိန် sorry 72ချိန်ထပ်မနေရခဲ့တယ်ဗောလေဒါတက် တော်တို့ဂိုးပေါက်တဲ့ကန်ချက်ကတော့စုစုပေါင်းအာဆင်နယ်တင်းက၈ချိန်ထိရခဲ့ပြီဒီနေရာမှာ၃ဂိုးထိရခဲ့တာဒါရရှိခဲ့တဲ့ဂိုးကိုတော့ဒါမီခဲမယ်ရီနိုကတည်းဦးနဲ့၂ဂိုးသွင်းခဲ့ပြီးတော့ဒါပန်နတီကနေပြီးတော့ဘူကာယိုဆာကာတလုံးသွင်းယူနိုင်ခဲ့တယ်။ဒါဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ on paper အရကြည့်မယ်ဆိုလို့ရှိရင်တော့ဒါမီခဲမယ်ရီနိုကသူရဲကောင်းဖြစ်ခဲ့ပြီးတော့ဒီနေ့ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုကိုရရှိခဲ့တယ်။အဲ့တော့ မီကီမရီနိုကဒါကျွန်တော်တို့မနစ်ကဆိုလဲသူ့ကိုမြင်ခဲ့ပြီးသားပေါ့လေဒီနေရာမှာသူ့ရဲ့ကစားပုံကမြင်ခဲ့ပြီးသား तू ကဟိုဘယ်လိုပြောမလဲ on paper မှာဒါကျွန်တော်တို့ rating အရဆိုလို့ရှိရင်90ရှိခဲ့တယ်ဒါတတိယပြည့်8.9ဒါ9.0ပေါ့လေဒါဒီလောက်ထိရှိခဲ့တယ် तू อ่ะတကယ်တည်းဆိုလို့ရှိရင် तू ရဲ့ဟိုဘယ်လိုပြောမလဲတူအားယုံအားတွေကအဲ့လောက်ဒီထိကျွန်တော်ဒီပွဲစဉ်မှာမမြင်ခဲ့ရဘူးဒါပေမဲ့ကျွန်တော်မြင်တွေ့ခဲ့ရတာက तू ရဲ့နေရာယူပုံတွေနေရာလွတ်ရှာပေးမှုတွေဒါပြောရဆိုပြိုင်မကစားသမားတွေကိုအာပြောရဆိုသူ့အနေနဲ့ဆွဲခေါ်သွားတာတွေ hotel play တွေကောင်းတာတွေဒါတွေကပဲဒါသူ့ကိုဒီလိုမျိုးအကောင်းဆုံးကစားသမားဖြစ်တဲ့အထိကိုဒါဒီပွဲစဉ်မှာ တော်တော်လေးလုတ်ပြနိုင်ခဲ့တာလို့ကြောနေတယ်မြင်တယ်။ဒါပြောရဆိုရင်အာဆင်နယ်တင်းတစ်သင်းလုံးအတိုင်းတာနဲ့ဒါပြောရဆိုအကောင်းဆုံးအပေါင်းကလက္ခဏာဆောင်ခြင်းတွေကိုပြောပါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့လူငယ်ကစားသမားတချို့ဝင်ကစားနိုင်ခဲ့တယ်။ဒါ Ethan Winery, Miles Kelly, ဒါ Match Tomman ဒါပြောရဆိုကျွန်တော်တို့တိုက်စစ်ကကစားသမားတစ်လေးဒါ Andrew Morris ဆိုတဲ့ဒီကစားသမားလေးတွေလည်းဒါပွဲထွက်ခွင့်ရခဲ့တယ်ပေါ့လေ။ဒါ Champion League ဆိုတဲ့ပွဲထွက်ခွင့်ရခဲ့တယ်။အဲ့တော့ကျွန်တော် Arsenal အသင်းကဒါ ဟိုအခုဆိုလို့ရှိရင်ပေါ့လေဒါ1900 1962ဒါ69 90ပေါ့လေဒါဒီဘောလုံးရဒီနောက်ပိုင်းဒါကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါအမှတ်တမ်းတစ်ခုရရှိခဲ့တယ်ဒါကပါလဲဆိုတော့ကျွန်တော်တို့ဒါ Champion League ဒါတမိုင်းတခြားပေါ့လေဒါ Lee United ပြီးလို့ရှိရင်လေးပွဲဇက်တိုက်နိုင်ပွဲရရှိတဲ့အသင်းဖြစ်ကျွန်တော်တို့အင်္ဂလိပ် ဘောလုံးအသင်းဖြစ်ကျွန်တော်တို့အာဆင်နယ်အသင်းကမှတ်တမ်းဝင်ခဲ့တယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့လူငယ်ကစားသမားလေးမက်ချ်တောင်းမန်းကဒီနေ့ပွဲစဉ်မှာဒါ83မိနစ်မှာပွဲထောက်ကစားခွင့်ရခဲ့တာဖြစ်တဲ့အတွက်ဒီကစားသမားလေးကချန်ပီယံလိသမိုင်းတစ်လျှောက်အသက်ငယ်ဆုံးဒါချန်ပီယံလိကစားသမားအဖြစ်မှတ်တမ်းဝင်နိုင်ခဲ့တယ်ဒါတစ်ဆက်တည်းမှာပဲကျွန်တော်တို့မီကေအာဒီတာကဒီပွဲစဉ်အပြီးမှာဒါဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုခံစားမိလဲဒီပွဲက ခမရအတွက်ဘယ်လောက်ထိအကျိုးကြီးအများကြီးရှိလဲဆိုတဲ့ပုံမှာမိခိအဒီတကဒီပွဲစဉ်ကကျွန်တော်တို့အတွက်တကယ့်ကိုကောင်းတဲ့ပွဲစဉ်တစ်ပွဲပါနောက်ပြီးသွားပြီဆိုလို့ရှိရင်သူပြောချင်တဲ့အထိပ္ပယ်ကဒါဒီပွဲစဉ်ကကျွန်တော်တို့လိုချင်တဲ့ရလက်ကိုဖော်ဆောင်နိုင်တယ် ဒီပွဲစဉ်ရဲ့ဒီအဆင့်အတန်းကကျွန်တော်တို့လိုချင်တဲ့အနေအထားတစ်ခုမှရောက်နေပြီဆိုတာကျွန်တော်တို့သိတယ်။ဒါပေမဲ့ကျွန်တော်လှုပ်ဆက်ရှိတဲ့အကောင်းဆုံးလှုပ်သွားပြီးတော့နောက်ထပ်ပြိုင်ပွဲတွေကိုအကောင်းဆုံးအာရုံစိုက်သွားပြီးဒီနေ့ကျွန်တော်တို့တွေအရန်ပျော်နေပြီးကျွန်တော်တို့ပြိုင်တဲ့လမ်းမှာလည်းအကောင်းဆုံးအောင်ပွဲခံမှုတွေနဲ့ကျွန်တော်ကောင်းနေကိုပျော်ခွင့်ပေးသွားမှာပါဆိုပြီးတော့မီခေအာဒီတာကပြောကြားထားပါတယ်။ဒါအတော့ကျွန်တော်အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့ဒီကနေ့မနက်အစောပိုင်းရတဲ့သတင်းကြောင်းရလေးပဲဖြစ်ပါတယ်။ဒါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ကစားသမားတေ ပီယေရိုအင်ကပီဗောလေပီယေရိုအင်ကပီနဲ့ပတ်သက်ပြီးတော့မီခေအာဒီတာကကျွန်တော်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒါအကောင်းဆုံးနေပဲသူ့စီကညှော်လင့်ထားတဲ့အတိုင်းဒါအခုဆိုလို့ရှိရင်လည်းသူ့အနေနဲ့အကောင်းဆုံးနေယူဆောင်လာပေးတယ်သူ့ကိုကျွန်တော်ပွဲကစားချိန်ကြီးဒီထက်ပိုပေးနိုင်မှုအတော့ဒါအကောင်းဆုံးစီစဉ်စီစဉ်ထားတာလေးရှိပြီးတော့သူ့အနေနဲ့ကလည်းအကောင်းဆုံးပုံစံတစ်ခုမှရှိနေပြီသူ့ကိုကြည့်ရတာ အရန်ကိုကောင်းပါတယ်ဆိုပြီးတော့မီကေအာဒီတာကပီယေရိုအင်ကပီနဲ့ပတ်သက်ပြီးတော့ဒါပြောကြားသွားတယ်ဒီနေ့ပွဲစဉ်တစ်ပွဲလုံးနေထိုင်ရကြည့်မယ်ဆိုရင်တော့ကျွန်တော်အာဆင်နယ်သင်းကဒါ Z3 ဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့တယ်ဒါတကယ်ကိုကောင်းတဲ့အနိုင်ရလက်တစ်ခုပဲကျွန်တော်ရဲ့ခံမှန်းချက်အရဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါ Z2 လောက်ပဲကျွန်တော်ခံမှန်းခဲ့တာပေါ့လေဘာဖြစ်ဖြစ်အာဆင်နယ်နိုင်သွားမယ်ကိုယ်တော့ပြတ်မယ်မထင်ဘူးဆိုပြီးတော့ကျွန်တော်တို့တွေကဒါတွေးခဲ့တာဒါပေမဲ့အာဆင်နယ်တင်းရဲ့ဒါ လုံနိုင်ဇွမ်းတွေကပိုခဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါ Z3 တောင်ဖြစ်ခဲ့တယ်ဒါပြောရပြီဆိုလို့ရှိရင် Arsenal အသင်းကဒါဒီပွဲစဉ်တပွဲလုံးနီးပါးခြုံငုံပြီးပြောပါမယ်ဆိုလို့ရှိရင်ဒါအသင်းလိုက်စုဖွဲ့မှုအားကိုအကောင်းဆုံးအသုံးပြုသွားပြီးတော့ဒါတအူးချင်းစွမ်းဆောင်ရည်တွေထက်အစုဖွဲ့ရဲ့အားကိုပဲအကောင်းဆုံးအသုံးချသွားတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ကြောင့်ညကိုရောဘယ်လိုထင်မိလဲဒီနေ့နေ့မနေ့အစောပိုင်းမှာကစားသွားတဲ့ Champions League ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အားရကျဉ်းတဲ့မှုရှိရလားဒါပဲကစားသမားတွေကလိုအပ်ချက်တွေရှိနေသေးပြီးတော့ ဒါဘယ်လိုနေရာတွေမှာကြွညူကိုတွေအနေနဲ့ဒါဘယ်လိုမျိုးအပြောင်းလဲတွေလုံးသိနေထင်းလဲကောမှာဝင်ရဆွေးနွေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒူရိုင်ပါဗျာ